တုံညအနေတရားကိုဘလို့ရောက်နိုင်မလဲလှမ်းလိုက်ရမှာပေါ့တဖြည်းဖြည်းချင်းတလန်မီတလန်အချို့အရာတွေကပုံမြန်အောင်ကူညီပေးနိုင်တယ်ဥပမာမင်းသာပါမီရှင်ဖြစ်ရင်မင်းသာအကြောက်တရားမရှိရင်ဒါမှမဟုတ်ကြည်ကောင်းပြီးတော့ဆွဲဆောင်မှုနဲ့ကိုလိုချင်တာကိုအတိအလင်းသိရင်ပေါ့ဒီထဲဟာအားလုံးတော့မဟုတ်ပေမဲ့တချို့တော့ကမိတ်ဆွေမှရှိပါတယ်ဒါဆိုချမ်းသာကြွယ်ဝမှုကိုဘလို့တီးဆောက်မလဲဟုတ်ပြီဒီဗီဒီယိုမှာတဆင်ချင်းရှင်းပြသွားမယ် ဒါပေမဲ့ဒါဒီအားလုံးဟာဘဏ်အကောင့်ထဲမှာအလိုလိုဖြစ်လာမှာမဟုတ်ဘူး။ကိုကိုကိုတီဆောက်ရင်းနဲ့အတူချမ်းသာမှုကိုပါတီဆောက်ရတာ။ဒီတော့အဓိကအချက်ကနေစလိုက်ရအောင်။ Number 1 The mindset စိတ်နေစိတ်ထားလူတွေပြောတယ်စိတ်နေစိတ်ထားတို့ကိုယုံကြည်ချက်တို့ပြောင်းလဲတာအခက်အခဲဆုံးဆိုတာမဟုတ်ပါဘူး။ခက်တာတော့ခက်ပါတယ်။ဒါပေမဲ့အခက်အခဲဆုံးတော့မဟုတ်ဘူး။ဘာလို့လဲဆိုတော့ဒါကိုပြောင်းလဲဖို့ဆိုတာစိတ်ထဲအလိုလိုပေါ်လာတဲ့အတွေ့အကြု ထားရောက်မှုတွေကိုအဆက်မပြတ်ခြေပါခုခံရုံပဲလေမလုပ်ဘူးလို့ကိုကိုကိုညင်းတတ်ဖို့အလေးကျင့်လုပ်ရမယ်ကိုလုံးနေတဲ့အရာတိုင်းကို မေးခွန်းထုတ်တတ်ဖို့လေ့ကျင့်ရမယ်ဘဝမှာဒါအောင်စောစောဆလုပ်လေမကောင်းတဲ့အလေးထားတွေကို ကောင်းတဲ့အလေးထားတွေနဲ့အစားထိုးရပူလွယ်လာလေလေပဲနောက်ပြီးဒါအောင်အကူချက်ချင်းဆလုပ်ရပါတယ်ဒီတော့ကိုကိုကိုအမြဲတမ်းတတိပေးရမယ့်အရာတွေက money is a tool not the goal ပထမဆုံးငွေဆိုတာအတုံးပြူစရာတတ်တတ်ပဲ ပန်းနိုင်မဟုတ်ဘူး။ငွေကိုအသုံးပြုစရာလို့မြင်တာငွေကိုသုံးပြီးနောက်ထပ်ငွေဘလို့ဖန်တီးမလဲဆိုတာကိုနားလည်အောင်ကူညီပေးနိုင်တယ်။ဒါကအလုပ်လုပ်ပြီးပတ်စံရရင်သုံးဖို့ပဲမြင်တတ်တာကပိုကောင်းပါလေ။ဒီလိုစိတ်ထားမျိုးရှိလာရင်ပစ္စည်းဝယ်ဖို့သုံးရမယ့်ပတ်စံကိုရင်းနှီးမြှုပ်နှံမှုသုံးလိုက်ရတာဘာမှဆုံးရှုံးသွားတယ်လို့မခံစားရတော့ဘူး။ I'm playing the long game. ငါအချိန်ယူပြီးကစားနေရ။ချမ်းသာကြွယ်ဝမှုတိဆောက်တာ ပြင်းစရာကောင်းတယ်။အချိန်အများကြီးယူရတယ်။ အစာပိုင်းမှာဘာမှတိုးတက်နေသလိုတော့မမြင်ရအောင်။ဒါကြောင့်ကိုကိုကိုအရန်အရန်စိတ်ရှည်ဖို့လေ့ကျင့်ရမယ်။ I can learn anything I need to succeed at building world ။ငါချမ်းသာဖို့လိုအပ်တဲ့အရာအကုန်ငါလေ့လာနိုင်တယ်။ငွေအားမင်းရဲ့စင်ကြီးတွေကိုနားမထောင်။ငွေကြီးဆိုင်ရာအတတ်ပညာကိုမသိပဲအခက်အခဲတွေနဲ့ကြီးပြင်းလာရတဲ့အတွက်မင်းကလည်းတနာစိတ်မရှိဘူး။ချားသူတွေတောင်လေ့လာနိုင်ရင်မင်းလည်းလေ့လာနိုင်ရမယ်။ Number 2 that action လောက်ရ ဒီအချက်၃ချက်ကိုဒါမှမဟုတ် ကိုတိဆောက်ခြင်းနဲ့ချမ်းသာမှုနဲ့ပတ်သက်တဲ့ကိုပိုင်အသိပညာတွေကိုထပ်ခါထပ်ခါအချိန်ကြာကြာအသုံးချရင်အချို့လှုပ်ဆောင်မှုတွေကပိုလွယ်လာတာကိုသတိထားမိလာမယ်။အပိုလှုပ်လှုပ်ဖို့နီးလန်းနေကိုလုံးနေတဲ့အလုပ်ပြင်တခြားအနေငွေဘလို့ရှာမလဲဆိုတာတွေကိုစဉ်းစားတတ်လာမယ်။တစ်ခုခုကိုအလွယ်တကူဝယ်လိုက်ဖို့တက်နှစ်ခါပြန်စဉ်းစားတာပုံမှန်ဖြစ်လာမယ်။အိုချွေတာတဲ့နီးလန်းနေနဲ့အပန်းဖြေတတ်လာပြီးတော့စုဆောင်းထားတဲ့ငွေကိုနည်းနည်းပဲဖြစ်ဖြစ်ရင်းနှီးမြုပ်နှံတာရိုးရိုးလှုပ်စင်ဖြစ်လာလိမ့်မယ်။ အစာပိုင်းမှာဒီလိုလောက်ရက်တည်းဟာသေးပြီးတော့တိတ်မသိတာ ው လုံးဝအပြောင်းလဲမဟုတ်သေးဘူးအချိန်ယူရလိမ့်မယ်နံပါတ်3 the behavior အလေထနောက်ဆုံးမှာတော့ဒါကမင်းရဲ့ပုံစံစိတ်ဖြည်စည်းမှုကိုဖြေလျှော့တဲ့ပုံပျော်ရွှင်မှုကိုခံစားတဲ့ပုံတွေဟူတော့ပြောင်းလဲသွားစေနိုင်တယ်လက်ရှိအချိန်မှာလူအများစုကစိတ်ဖြည်စည်းမှုကိုငွေကုန်တဲ့အရာတွေလုပ်ပြီးတော့ဖြေလျှော့ကြတယ်ဈေးဝယ်တာအစားအသောက်တွေစားတာကိုယ်ကိုယ်ကိုစူးချတာအနှိတ်ခံတာခရီးထွက်တာအစားသဖြင့်ပေါ့ အထူးသဖြင့်ဓာရီအားလုံးကိုတစ်နေ့၃ချိန်လောက်စိတ်ဖိစီးနေတဲ့အချိန်ဆိုရင်ပိုလုံးမိကြတာပေါ့မင်းရဲ့စိတ်နေစိတ်ဓာတ်ပြောင်းလဲလာတဲ့အများလောက်ရက်တွေလည်းပြောင်းလဲလာမယ်အဲ့ဒီကနေစိတ်ဖိစီးမှုကိုဖြေလျှော့တဲ့နည်းလမ်းတွေကိုလည်းပြောင်းလဲလာမှာပါငွေယူသုံးမဲ့အစားစုထားတာကနေစိတ်ချမ်းသာမှုရှာတတ်လာပါလိမ့်မယ်။ပြီးရင်စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုဖြည့်ရှင်းမှုဖန်တီးနိုင်စွမ်းနဲ့လည်းတိုးလာမယ်။ Bill Gates ကအားလက်ချိန်မှာစာဖတ်ရတာကိုကြိုက်တယ်။ Warren Buffett က ukulele တီးရယ်။ ဂျက်ဒေါ်စီကတော့ပြီးတယ်။ဆိုလိုတာစိတ်ပြေလက်ပြောင်းအနေနဲ့ငွေမကုန်တဲ့အရာတစ်ခုခုကိုလုပ်ဖို့ပဲလိုတယ်။ဒီလိုအလေးထားမျိုးရှိရင်အရာအလုံးကနည်းနည်းလွယ်ကူသွားပြီမဟုတ်လား။ Number 4 That distribution of money ငွေကိုခွဲခြမ်းစိတ်ပြာမှုမိတ်ဆွေကြွယ်ဝမှုတည်ဆောက်နေချိန်မှာငွေကိုဘယ်လိုသုံးမလဲ။တကယ်ကိုဘယ်လိုမျိုးလုပ်မလဲ။ပုံမှန်ဆိုရင်ဝင်ငွေရဲ့30%ခန့်တော့စုဖို့နဲ့30%ခန့်တော့အိမ်ငှားဖို့တတ်မှတ်ထားတယ်။ဒါပေမဲ့မင်းအနေနဲ့ကြွယ်ဝမှုတည်ဆောက်နေရမလို့ တာမန်လောက်နဲ့ကြီးနေနေလို့မရဘူး။ဒါကြောင့်ပထမဆုံးလှုပ်ရမှာအလုပ်ကောင်းတစ်ခုရှာပါ။ဒါကမင်းရဲ့ငွေစုနှုန်းကိုမြင့်နေပေးမယ်။နောက်ပြီးအပိုအလုပ်တစ်ခုလိုအပ်ပါတယ်။ဒါကငွေစုနည်းကိုပိုတောင်မြင့်ပေးနိုင်တယ်။မင်းရဲ့အတုံးစရိတ်ကိုရှော့ချရမယ်။ပြီးရင်ပိုင်ဆိုင်မှုတွေဝယ်ပြီးရင်းနှီးမြုပ်နှံတဲ့အလေးချင်းကိုလှုပ်ပါ။အစာပိုင်းတော့မင်းမှရှိတဲ့ငွေချိုးသာတူနေမှာပဲ။ဒါပေမဲ့မင်းလုံနေတဲ့အလုပ်တွေကြောင့်ပမာဏတိုးလာမှာပါ။ Number 5 The Vision အမြင် မင်းရဲ့ငွေသုံးဆွဲမှုစုစားမှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုအလိုလျောက်ညှိနှိုင်းပေးနိုင်တဲ့အပြုမှုတွေကိုဂယုတစိုက်တိစောက်ပြီးပြီဆိုရင်တော့မင်းကိုယ်ပိုင်စနစ်တခု ရှိလာပါပြီဒီလိုစနစ်ရှိပြီဆိုတာနဲ့ငွေပိုရှာဖို့ဘလောက်အရေးကြီးရဲ့ဆိုတာကိုသိလာပါလိမ့်မယ်ပိုရှာနိုင်နေဆိုရင်အချိန်နဲ့ကန့်သတ်ခံနေရမျိုးမဖြစ်ရဘူးအပိုလှူရှာတာအပိုငွေရှာတာပဲဒါပေမဲ့အဲ့ဒါကလည်းအကန့်အသတ်ရှိရဲ့ဒီဝင်ငွေအကန့်အသတ်ကိုချိုးဖောက်ဖို့နီလာတခုရှာဖွေဖို့လိုတယ်ဒါကတော့အမြင်ပဲ idea တွေတခြားသူတွေအတွက်ကြောင်တယ်လို့ထင်ရတဲ့အရာတွေလိုအပ်ပါလိမ့်မယ်။ဒီလိုနဲ့ကိုယ်ပိုင်လုပ်ငန်းမဟုတ်ဘဲစီးပွားရေးလုပ်ငန်းရှင်တယောက်မဖြစ်ဘဲကျွဲဝချမ်းသာလာနိုင်ပါတယ်။ဒါကမင်းရဲ့ခီးစဉ်ကိုအရှိန်မြင့်ပေးနိုင်တယ်။ပထမဆုံးအချိန်မှာမအောင်မြင်အောင်လူတွေဘလို့ဝယ်တယ်ဘလို့တုံးတယ်ကုမ္ပဏီတစ်ခုလည်ပတ်ဖို့ဘလောက်ကုန်ကြတယ်။ဒီကျွဲဝမှုကိုတိဆောက်ဖို့ဘလောက်အားထုတ်ရရဲဆိုတာကိုသင်ယူရမှာပါ။ Number 6 That enthusiasm စိတ်အားထက်သန်မှုနားထောင်တော့ ဒါကယူကြောင်ကြောင်ခီးစဉ်တစ်ခုဖြစ်နိုင်တယ်။ဒီခီးစဉ်ကိုအောင်မြင်ဖို့တစ်ခုပြီးတော့နီးလန်းဒါအောင်စိတ်လှုပ်ရှားနေဖို့ပါပဲ။ကောင်းတာတွေဆိုးတာတွေနောက်ဆုတ်ရတာတွေပြန်တက်ရတာတွေဒါတွေအားလုံးကိုစိတ်အားထက်သန်မှုနဲ့ရင်ဆိုင်ရမယ်။အပိုလုံးလှုပ်ပြီးတော့ယင်းဒီမြုံနံမှုတွေတိုးအောင်လှုပ်တာလား။ဒါဆိုရင်စိတ်အားထက်သန်မှုလိုတယ်။ဝင်ငွေကန့်သက်ကိုချိုးဖောက်ဖို့လုပ်ငန်းအသစ်စတင်တာလား။အဲ့ရနေပျော့စရာရှာပါ။ဘလို့ပဲဖြစ်ဖြစ်ကြောက်စိတ်နဲ့တန်တဲ့ရတွေကရှိနေမှာပါ။ ဒါတွေကိုအနာကက်နဲ့မင်းတီဆောက်ဖို့ရည်ရွယ်ထားတဲ့အရာတွေအပေါ်မှာစိတ်အားထက်သန်မှုနဲ့တွန်းလှန်ပြစ်လိုက်စမ်းပါ။ Number 7 Wait the risks စွန်သားမှုကိုချိန်စားပါ။လက်ရှိအောင်မြင်နေသူတိုင်းပြောမယ့်အရာကသူတို့ရဲ့အောင်မြင်မှုလမ်းကြောင်းဟာတဲ့တဲ့မှတ်မှတ်မဟုတ်ခဲ့ဘူးဆိုတာပါပဲ။သူတို့ဇလန်းတွေကအခုပြောမယ့်အတိုင်းဖြစ်နေတတ်တယ်။အောင်မြင်လာတယ်၊လုံခြုံပြီးထင်ပြီးတော့အောင်ပွဲခံတယ်။ပြီးရင်အရာအလုံးဆုံးရှုံးသွားပြီးပြန်ဆရတယ်။မင်းအနေနဲ့ကြွယ်ဝမှုကိုတိဆောက်ခြင်းစွန်သားရမယ်။ တခါလေအဲ့ဒီစွန်သားမှုကမင်းကိုလှဲချလိမ့်မယ်။ဒါပေမဲ့မင်းကဘာမှမရှိရအနေတက်လာဘူးတဲ့သူမလို့နောက်တစ်ခါပြန်ဆတဲ့အခါမှာပိုလွယ်သွားပြီ။စွန်သားမှုတွေနဲ့ရင်းနှီးလာဖို့လိုတယ်။စွန်သားခြင်းစိတ်ကိုလွတ်ချထားရင်ဘယ်တော့မှပန်းနိုင်မရဘူး။ဆိုတော့မင်းလဲငါလဲရင်ကဒုက္ခရောက်ဘူးတဲ့ကွာဆိုပြီးတခြားအောင်မြင်တဲ့သူတွေလိုပြန်ပြောလို့ရပြီ။ဒါပေမဲ့မင်းကအခုအပေါ်စီးကနေပြောနေရတာဆိုတော့နောက်ဆုံးမှအကုန်ပြေလည်သွားတာပေါ့လေ။နံပါတ်8 Hate the Plunge စွန်စားလိုက်ပါမင်းရဲ့စီးစိမ်ကို10နှစ်လောက်တဖြည်းဖြည်းချင်းတည်ဆောက်မယ်အတိုးနဲ့ရင်းနှီးမြုပ်နှံမယ်အခြေခံအိမ်ချမ်းမျိုးဝယ်မယ်လုပ်ငန်းအသေးကြီးလုပ်ပြီးတော့အတွေ့အကြုံယူမယ်ဒီကနေတနေ့မှမင်းရဲ့ဘန်နာရေးကိုကြည့်ပြီးငါတကယ်ပဲငွေကြီးလွတ်လပ်မှုစီကိုရောက်နေပြီလို့သိလာလိမ့်မယ်ဒါကအရေးကြီးတဲ့အလှည့်ပြောင်းတစ်ခုပဲဘာလို့ဆိုလက်ရှိအချိန်တိုင်းဆက်သွားရင်အနာဂတ်မှာပြင်ငိမ့်တဲ့အနေထားရလာမယ်ဒါပေမဲ့ပိုကြိုးစားပြီးတော့စွန့်စားရင် မင်းရဲ့ပိုင်ဆိုင်မှုတွေကိုအစမတန်ပုံမြင်မြန်တိုးဝါးစေနိုင်တယ်။ဒါဆိုဘာလုပ်မလဲ။ပန်းတိုင်ကိုမြင်မြန်ရောက်ဖို့မင်းတီဆောက်ထားတာတွေကိုစွန့်စားမလား။ဒါမှမဟုတ်လုံခြုံမှုကိုရွေးပြီးပန်းတိုင်ရဲ့80ရာခိုင်နှုန်းလောက်နဲ့ပဲရက်မလား။အဖေကစွန့်စားလိုက်ဖို့ပါပဲ။ဒါကမှစီးစိမ်တီဆောက်တာမဟုတ်ပါ။နံပါတ်9 experience the failure and the fall ။ကျုံးနေမှုနဲ့လဲကျမှုကိုရင်ဆိုင်ပါ။နှစ်ပေါင်းများစွာစူဆောင်းရင်းနှီးပြီးစွန့်စားလိုက်တဲ့အရာအလုံးမဖြစ်ခဲ့ဘူးဆိုပါစို့ မင်းပြန်အစအနီစရမယ်။အသက်လဲပိုကြီးလာပြီးရှက်စရာကြီးလည်းရှိမယ်။ဒါပေမဲ့နောက်ဆုံးမှာစက်သွားရုံပဲဆိုတာကိုသိလာလိမ့်မယ်။ဘဝတစ်လျှောက်မှာဒီလိုအခြေအနေကြုံရမယ်။မင်းနေနဲ့ရင်းနှီးမြှုပ်နှံငွေတွေနိုင်လာနဲ့ရှုံးတာ၊လုပ်ငန်းဝင်ထဲမှာအရာအလုံးဆုံးရှုံးတာ၊အိမ်တော်ကြီးပြဿနာ၊မိသားစုကျန်းမာရေးမင်းရင်ကိုဖျက်ဆီးမယ်၊တဘာဝဘေးရန်နေတယ်လို့မျိုးကြုံလာရနိုင်တယ်မဟုတ်လား။စွန်သားမှုကိုရှောင်နေရင်တော့ဒါရီကဖြစ်နိုင်တယ်။ဒါကစီးစိမ်တိဆောက်ခြင်းရဲ့တစိမ့်တစ်ပိုင်းပါပဲ။ ွေတွေဇက်တိုက်စုပြီးတော့ပြီးမတော့အောင်တစ်ခါတလေနှစ်လမ်းရှည်တိုးပြီးသုံးလမ်းနောက်ဆုတ်ရတတ်တယ်။အဲ့ခံစားချက်နဲ့ရင်းနှီးဖို့လိုတယ်။ဘာလို့လဲဆိုတော့မင်းရှေ့ဆက်သွားအောင်မယ်မဟုတ်လား။နံပါတ်1 get to know the feeling of compounding အတိုးနဲ့တက်လာတဲ့ခံစားချက်ကိုသိပါ။ဒီအဆင့်ရောက်ရင်အရာအားလုံးပြောင်းလဲတာပြုလာပြီ။သင်ယူခဲ့တဲ့အသေးစားလောက်ရတည်းကနှင်းလုံးလိုစုပြုံကြီးထွားလာမယ်။မင်းရင်းနှီးမြုပ်နှံမှုတွေတိုးပွားလာမယ်။ဝင်ငွေလမ်းကြောင်းတွေတဖြည်းဖြည်းပေါင်းစည်းလာမယ်။ ဘန်ကောင်တဲ့ကငန်းနေရလွန်ခဲ့တဲ့နှစ်အနည်းငယ်အားနဲ့မတူတော့ဘူး။မင်းရဲ့ပြောင်းလဲမှုသတိထားမိလားမယ်။ဒါကငွေကြီးတင်မဟုတ်ဘူး။မင်းရဲ့ယုံကြည်မှုအထီးပဲ။မင်းအခုရုန်းကန်နေတဲ့အဆင့်ကနေစီးစိမ်တက်လာတဲ့အဆင့်ကိုရောက်နေပြီ။ဒါကကံကောင်းလို့မဟုတ်ဘူး။တည်ငြိမ်တဲ့တိုးတက်မှုအဟုန်ကြောင့်ပါ။တိုးတက်မှုဟာအရန်ကောင်းတယ်။ဒါပေမဲ့အောင်မြင်ပြီလို့အမှတ်မမှားပါနဲ့။မင်းအခုဒီကစားပွဲထဲမှာပဲရှိသေးတယ်။စွန်စားရမယ့်အဆင့်ကပုံမြင့်လာပြီ။ငွေကြီးတင်မကဘူး။ စိတ်ပိုင်းဆိုင်ရာစိတ်ခံစားမှုအပိုင်းမှာပါတည်ငြိမ်လာတယ်။အရင်လိုအရှုံးတွေကိုစိတ်မပြတ်တော့ဘူး။ဘာလို့လဲဆိုတော့မင်းမှာအကာအကွယ်ရှိနေပြီ။မင်းတီဆောက်ထားတာစီးစိမ်နေမဟုတ်ဘူး။တည်ငြိမ်မှုကိုပါတီဆောက်နေရ။ဒီနေရာမှာတည်ထားမယ့်အချက်ကတိုးတက်မှုဟာမင်းကိုဒီတိုင်းနေလို့ရပြီဆိုတော့စိတ်ဖြစ်အောင်လို့တွေးဆောင်တတ်တယ်။ဒါကခီးတော့မဟုတ်ဘူး။ check point ပဲ။မင်းဟာဒီနေရာမှာရက်လိုက်ရင်မွန်းညွတ်ဆုံးရှုံးသွားနိုင်တယ်။ဒါကြောင့်တိုးတက်မှုကိုချီးကျူးပါ။ ဒါပေမဲ့ရှေ့မှာလမ်းရှိကြီးကြံသေးတယ်ဆိုတာကိုသတိရပါဒီစင်ဟာအနားယူဖို့မဟုတ်ဘူးစူးစမ်းဖို့ပိုတင်ယူဖို့နဲ့အလေးချင်းနေပိုခိုင်မာစေဖို့ပါနောက်တစ်ချက်ကိုဆက်မပြောခင်ဒီလိုမျိုးမိမိဘဝတိုးတက်ရေးဆိုင်ရာအကြောင်းအရာတွေကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ရဲ့ The Money Power မြန်မာ Channel လေးကို Like and Subscribe လုပ်ပေးကြပါဦးဒါဆိုနောက်တစ်ခုကိုဆက်သွားလိုက်ရအောင်နံပါတ် 11A Join the Success အောင်မြင်မှုကိုခံစားပါအသက်ရှူပြီးမင်းရောက်လာတဲ့နေရာကိုဂုဏ်ယူပါ မင်းဟာဒီမှာအောင်မြင်မှုကိုခံစားဖို့အခွင့်အရေးထိုက်တန်တယ်။သွားကျင်တဲ့ခီးထွက်ပါ။မင်းဘဝကိုတကယ်ပျော်ရွှင်စေမယ့်အရာကို upgrade မြင့်တင်ပါ။ဒီမှာအရေးကြီးတာချိန်ခွင်ရှာညှိဖို့ပါ။အောင်မြင်မှုကိုအောင်ပွဲခံပါ။ဒါပေမဲ့ပန်းနိုင်ကိုမျက်ခြေမပြတ်ပါနဲ့။ချမ်းသာရဲ့ခံစားချက်တင်မဟုတ်ပဲတည်မြဲတဲ့စီးစိမ်ကိုတည်ဆောက်နေရပါ။ဒီအောင်မြင်မှုဆိုတာစိတ်တွေပြန့်လွင်ပြီးအလဟတ်သက်တုံးဆွဲဖို့လက်မှတ်မဟုတ်ပါဘူး။တေချာစဉ်းစားပြီးခံစားဖို့ပါ။မင်းမှာဘဝကိုမွမ်းမံမှုအရင်မြင့်ရှိနေပြီ။ ဆိုတော့မင်းရဲ့တကယ်ဘဝအရေးတွေကိုမြင့်တင်မဲ့နီးလန်းတွေကိုပဲရွေးချယ်လိုက်စမ်းပါတခြားသူတွေကိုအထင်ကြီးစေခြင်းတဲ့အရာတွေမဟုတ်ပဲကို့အတွက်တကယ်အရေးကြီးတဲ့အရာတွေကိုပဲအာရုံစိုက်ပါဒီအဆင့်မှာအောင်မြင်မှုဆိုတာကိုထင်ထားရတဲ့လုံးဝမတူဘူးဆိုတာနားလည်လာပါလိမ့်မယ်ဝေကြီးတည်ငြိမ်မှုကနေရရှိလာတဲ့ယုံကြည်မှုနဲ့လွတ်လပ်မှုတွေကပြင်ပအောင်မြင်မှုတွေထက်ပိုတန်မိုးရှိပါတယ်မတေချာတဲ့ဝင်ထုတ်ဝင်မှုတွေကိုမတည့်ရတော့တဲ့အခါမှာစိတ်ထဲပေါ်ပါသွားတဲ့ခံစားချက်ကတကယ်ကိုအကောင်းဆုံးပါပဲ နံပါတ်12 increase the distribution without stress ဖြည့်ဆည်းမှုမရှိဘဲနဲ့ငွေစုနှုန်းတိုးမယ်အောက်ခြေကနေအဆင်ပြေအောင်တက်နေပြီဆိုရင်အခု scale ချတဲ့အဆင့်ကိုတက်ရမယ်အခြေခံကြကြပြောရရင်ဝင်ငွေတိုးလာတဲ့အမျှရင်းနှီးမြှုပ်နှံမှုငွေစုငွေချေးနဲ့လှူဒန်းမှုတွေမှာပိုထဲလို့ရလာမယ်အရေးကြီးတာဖြည့်ဆည်းမှုမရှိဘဲတိုးတက်အောင်လုပ်ဖို့ပါချမ်းသာရဲ့ဘဝဆိုတာနေတိုင်းစည်းကမ်းတင်းကြပ်ပြီးဒုက္ခခံနေရမှာမဟုတ်ဘူး ကိုတီဆောက်ထားတဲ့စနစ်ကိုမပြည့်စည်စေပဲအာနိတင်တိုးတက်လာစေဖို့ပါဒါဟုအကြီးစားပြောင်းလဲမှုလို့မတွေးပါနဲ့တေတအောင်ညှိယူတာလို့မြင်ပါဥမာအရင်ကဝင်ငွေရဲ့20ရာခိုင်နှုန်းစုနိုင်နေဆိုရင်အခု30ရာခိုင်နှုန်းကိုတိတ်မခံစားရဘဲနဲ့တိုးစုလို့ရပါပြီအရင်ကဘန်တိုးစင်းရင်းဒီမှာပဲရင်းနှီးမြုပ်နိုင်ခဲ့ရဆိုရင်အခုတိုက်ခန်းငှားဖို့အသေးစားစီးပွားရေးစတင်ဖို့စဉ်းစားလို့ရပြီအဓိကကအလင်းစလို့မဟုတ်ပဲအစဉ်ပြေပြေနဲ့ချဲ့ထွင်ဖို့ပါဒီအဆင့်မှာစိတ်ဖြည်သည်မှုနည်းလာပြီး အเจ้าဟာအကာအကွယ်တိဆောက်ပြီးသွားလို့ပဲအရင်လိုဇုတ်တရွတ်ရုံးကန်နေရတဲ့ဘဝမဟုတ်တော့ဘူးပိုရှန်မှုကနေစီမံခန့်ခွဲတဲ့အဆင့်ကိုရောက်နေပြီဒါပေမဲ့ပိုရှန်တိုင်းပော့ပော့ဆဆနေလို့မရဘူးကိုယ့်ရဲ့ငွေကြေးစီမံခန့်ခွဲမှုစနစ်ကိုဆက်ပြီးတော့အသေးစိတ်ချိန်ကြီးအပူရတဲ့ငွေတိုင်းကိုဘယ်နေရာမှာအကျိုးရှိရအသုံးချမလဲဆိုတာကိုတေချာစီစဉ်ဖို့လိုပါတယ်နံပါတ်3 the investment in others တခြားသူတွေကိုယဉ်ကြီးမြုပ်နိုင်ခြင်းအမှန်တကယ်ချမ်းသာမှုဆိုတာကိုယ်တယောက်တည်းအတွက်မဟုတ်ဘူး ကိုယ်ပတ်ဝန်းကျင်ကိုဘယ်လိုအကျိုးပြုနိုင်လဲဆိုတာပါဒီဆက်မှာသူများကိုမြင့်နေပေးဖို့စတင်ရမယ်တယောက်ယောက်ကိုလမ်းညွှန်မှုပေးတာကိုယုံကြည်တဲ့အကြောင်းအရာတစ်ခုအတွက်ပါဝင်လှူဒန်းတာဒါမှမဟုတ်ကိုယ့်လူမျိုးအတွက်အခွင့်အလမ်းအသစ်တွေဖန်တီးပေးတာဒါရီကငွေနဲ့တွက်လို့မရတဲ့အမျက်စွန်းတွေကိုယူဆောင်လာမယ်အကောင်းဆုံးအချက်ကသူများကိုကူညီရင်ကို့အတွက်အခွင့်အလမ်းအသစ်တွေဖန်တီးမိမယ်ဆိုတာပါဒီမှာရင်းနှီးမြှုပ်နှံမှုဆိုတာငွေတစ်ထုပ်ချရုံနဲ့ပြီးတာမဟုတ်ဘူးတယောက်ယောက်ရဲ့ပညာရေး မိသားစုဝင်တို့ရဲ့စီးပွားရေးစတင်မှုကိုယုံကြည်တဲ့ရည်မှန်းချက်တစ်ခုကိုထောက်ပံ့ပေးတာဒါတွေပြင်အချိန်ပေးပြီးတော့လမ်းညွှန်မှုကိုယ်တိုင်ရင်ဆိုင်ခဲ့ရတဲ့အတွေ့အကြုံတွေကိုမျှဝေမှုတွေလည်းပါဝင်ပါတယ်ဒီလိုလှုပ်ချင်းရဲ့လိုင်းထတက်ရောက်မှုကိုစဉ်းစားကြည့်လူငယ်ဆုံးတီထွန်သူတယောက်ကိုလမ်းညွှန်ပေးတာသူတို့အောင်မြင်မှုတွေမကောက်ဘူးနောက်ပိုင်းမှာအလောက်ကင်အစ်တတွေဖန်တီးပေးနိုင်တယ်လို့စီးပွားရေးကိုအထောက်အကူဖြစ်စေပြီးတခြားသူတွေကိုပါစေ့ဆော်ပေးနိုင်တယ်ပညာသင်စုတစ်ခုပေးတာကျောင်းသားတယောက်တည်းအတွက်မဟုတ်ဘူး သူ့မိသားစုနဲ့နောက်မျိုးဆက်တွေရဲ့ဘဝကိုပါပြောင်းလဲစေနိုင်တယ်။သူများကိုယင်းဒီမြုပ်နယ်တဲ့အခါအကျိုးအမြတ်ကလှည့်ပတ်ပြီးပြန်လာတတ်တယ်။ကိုကူညီထားတဲ့သူတွေကအခွင့်အလမ်းအသည်လုပ်ငန်းဖက်ဆက်မှုဘဝအမြင်အသည့်တွေကိုပါယူဆောင်လာနိုင်တယ်။အပြန်အလှန်မျှော်လင့်ချက်တွေထားပြီးတော့လှုပ်ဖို့မဟုတ်ဘူး။ဒါပေမဲ့သူများအတွက်တန်ဖိုးဖန်ဒီတိုင်းအကျိုးကကိုယ်စီပြန်လှည့်ပြီးလာရဲဆိုတာကိုသတိရပါ။နံပါတ်14 The Emperor ဒီအဆင့်ကိုရောက်ပြီဆိုရင်ချမ်းသာမှုတစ်ခုလည်းတိဆောက်တာမဟုတ်တော့ဘူး။ အမ်ပါယာတခုကိုတီဆောက်နေရဖြစ်ပြီးမင်းအနေနဲ့ယင်းဒီမြုံနယ်မှုတွေမျိုးစုံဖြန့်ပြီးတော့ဝင်ငွေလမ်းကြောင်းခိုင်မာလာသလိုအမြင်လဲပိုကျဲလာပြီးဒါကစီးပွားရေးလုပ်ငန်းအိမ်ချမ်းမြေအစုအစံဒါမှမဟုတ်လုပ်ငန်းဖက်ဆက်ကွန်ရက်တခုဖြစ်လာနိုင်တယ်။ဘာပဲဖြစ်ဖြစ်ဒီအဆင့်မှာမင်းကိုမင်းထက်ကြော်လွန်တဲ့အရာတခုကိုတီဆောက်လိုက်ပြီးဒီအရာရေရှည်ခံနိုင်ရှိအောင်ဒီဇိုင်းဆွဲထားတာအခုဆိုမင်းဟာကစားပွဲထဲမှာပါဝင်နေုံနဲ့မဟုတ်တော့ဘူးကစားပွဲကိုပါပြန်လဲပုံဖော်နေတဲ့သူဖြစ်နေပါပြီ။ နံပါတ်15 The End The Legacy အဆုံးသတ်နဲ့အမွေနှစ်ဒီအဆင့်ထိရောက်ဖို့မင်းချမှတ်ခဲ့တဲ့အလုပ်ရဲရင်နဲ့ဆုံးဖြတ်ချက်တွေရှုံးနိမ့်မှုတွေအောင်ပွဲတွေအားလုံးဟာမင်းကိုဒီနေရာထိစောင့်ခြင်းပေးခဲ့တယ်အခုမင်းတိဆောက်ပြီးသွားတာကိုတယောက်တည်းအတွက်မဟုတ်တဲ့အတိတ်ပဲရှိတဲ့အရာမင်းနောက်လာမယ့်မျိုးဆက်တွေအတွက်ပါမင်းရဲ့အမွေနှစ်ဆိုတာမင်းခြံထားခဲ့တဲ့ငွေပမာဏတွေမဟုတ်ဘူးမင်းမျှဝေခဲ့တဲ့တန်ဖိုးထားမှုတွေတင်ကြားပေးခဲ့တဲ့သင်ခန်းစာတွေနဲ့ မင်းဖွင့်ပေးခဲ့တဲ့အခွင့်အလမ်းတွေပါတကယ်ချမ်းသာမှုဟာငွေနဲ့တိုင်းတာလို့မရပါဘူးမင်းကူညီပေးခဲ့တဲ့ဘဝတွေမင်းဖွင့်ပေးခဲ့တဲ့တကားတွေပါဒါခရီးဆုံးသက်ဖို့နောက်ဆုံးအဆင့်ဖြစ်သလိုမင်းမရှိရဲ့နှစ်ပေါင်းများစွာကြာတဲ့အထိအသက်ဝင်နေမဲ့အစပြုမှုတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကနည်းနည်းတော့ထူးကြပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟာစခရင်မောကကနန်းတွေကိုပဲအာယုံဆိုင်မိနေတတ်ပြီးဒီအဆင့်ကိုရောက်ဖို့လိုအပ်တဲ့ဇွဲ စိတ်ဓာတ်နဲ့ခန္ဓာရည်တွေကိုမေ့လျော့နေတယ်လို့ပါမင်းလောက်ရကိုလူတိုင်းနားမလည်နိုင်ဘူးဒါပေမဲ့မင်းအတွက်တော့ဒါမှန်ကန်နေရဆိုတာကိုသတိရပါဒါကပဲအရေးကြီးဆုံးအပိုင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်